မန္တလေးမြို့မှာ2015ရွေးကောက်ပွဲမဲဆွယ်စီယုံရေးကိုစက်တမလ10ရက်နေ့ကစပြီးပါတီစုံလှည့်လည်ပြီးစီယုံနေကြပါတယ်။အောင်သတင်းပေးပို့ထားပါရရှင်။မြန်မာဒီမိုကရေစီဖွဲ့ချုပ်မန်လီတန်းပါတီအောင်နိုင်ရေးအတွက်စီယုံရေးကိုစတင်မာလာ၈ရက်နေ့ကစတင်ပြီးမဲဆွဲစီယုံနေတာပါပြည်သူတွေခါစီပြီးခံနေရတဲ့စနစ်တစ်ခုကိုပြောင်းလဲဖို့လှုံ့ဆော်နေတာလို့အဖွဲ့ချုပ်နိုင်ကတူကပြောကြားခဲ့ပါတယ် ။ဘာကြောင့်မို့ဒီလိုလုပ်ရတာလဲဆိုလို့ရှိရင်ငါတို့တွေကမင်းတို့လည်းအားသိတယ်။ငါတို့အားလုံးเนาะကြောမွဲလူဒန်းစားကအစလူလာတန်းစီအခါစီပြီးခံနေရတဲ့ဒီစနစ်ကြီးကိုတော့ဒီကနေ့တကယ်အမှန်တကယ်ပြောင်းရတော့မှာပဲ။ဒါကြောင့်မို့ငါတို့တွေကဒီဒီဘွဲမှာတော့ organize မဲပေးလိုက်ကြတော့မယ်ဆိုပြီးတော့ NLD ကိုမဲပေးအောင်ငါတို့ကစီယုံထားတာဖြစ်တယ်။ပြည်တော်စုစံခံရေးဖွံ့ဖြိုးရေးပါတီကတော့ရွေးကောက်ပွဲအောင်နိုင်ရေးကို ပါတီပေါင်းစုံကဝင်ရောက်ရှင်ပြန်မှာဖြစ်လို့ပြည်သူတွေစိတ်ဝင်စားမှအောင်မြင်မယ်လို့ကြံ့ခိုင်ရေးဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ်တဦးကပြောကြားခဲ့တာပါပါတီပေါင်းစုံဖြစ်တော့ကြောင့်ဒီရွေးကောက်ပွဲကြီးအောင်မြင်ဖို့ဆိုရင်ပြည်သူတွေစိတ်ဝင်စားမှလည်းပဲကျွန်တော်တို့ပူပြီးအောင်မြင်မှာဖြစ်ပါတယ်ဒါကြောင့်ဒီနိုင်ငံတော်အစိုးရမှဒီမိုကရေစီလမ်းကြောင်းကြီးကိုရှောက်နေတဲ့အခါမှာနိုင်ငံတော်ကြီးဒီမိုကရေစီလမ်းကြောင်းပေါ်ရှောက်ဖို့ရတဲ့အတွက်ပြည်သူများကတော့ဒီဟာကိုပဲအမြဲတမ်းလိုချင်တဲ့အတွက်ဒီရွေးကောက်ပွဲကိုတော့ အတော်များများစိတ်ဝင်စားနေကြပါလေ2005ရွေးကောက်ပွဲအောင်နိုင်ရေးကိုပါတီလွတ်တော်ကိုယ်စားလှယ်လောင်းတွေပြည်သူလူထုတွေကြားစတင်စီရင်လှည့်လည်နေတာပါပြည်သူလူထုတွေကတော့ရွေးကောက်ပွဲကိုစိတ်ဝင်စားမှုနဲ့ပါနေတယ်လို့အောင်နိုင်ရေးစီရင်ရေးဆင်းတဲ့မြို့သားတိုးတက်ရေးပါတီဝင်ရောက်ရှင်ပြန်မဲ့ကိုယ်စားလှယ်တဦးကပြောကြားခဲ့တာပါဟိုပေါ့မနေ့ကနေ့ဒီနေ့နဲ့မက်ဆယ်စီယုံကြည့်တဲ့ခါမှာပေါ့ဟိုလူလူကြားထဲမှာပေါ့ကျွန်တော်ဆိုရင်ပတိန်ကြီးပေါ့ပတိန်ကြီးညွန့်နယ်ပြည်သူ့လွတ်တော် ကိုယ်စားလှယ်အနေနဲ့ဝင်ရောက်ရှိနိုင်မှာပါအဲ့မှာကျွန်တော်ပသိဉ္ကြီးမြို့နယ်ဒီပေါ့နော်ဒီမြို့နယ်အုပ်ချုပ်ရေးမှုရုံးဆိုင်ရာဒီမြို့မရက်ွက်အဲ့တဝိုက်မှာကိုကသူကဒီပြည်သူတော်တော်များများပေါ့မဲဘယ်လိုပြရမယ်ဆိုတာကိုသူကမသိဘူးလက်ရှိချိန်ထိမန်လေးမြို့နေရာနဲ့ရွေးကောက်ပွဲဝင်ရောက်ရှင်ပြန်မဲ့ပါတီကိုယ်စားလှယ်လောင်းတွေမဲဆွယ်စည်းရုံးနေကြပြီးတချို့ပါတီတွေကတော့စတင်မာလာ15ရက်နေ့ကြမှာစတင်မဲဆွယ်စည်းရုံးရေးလုပ်မယ်လို့ပြောပါတယ်ကျွန်တော်အောင်အောင်ပါ